ားလုံးသောအင်္ဂါနေ့ဘွားအင်္ဂါသားမိများမင်္ဂလာကျက်ဒီပေါင်းနေပြည့်စုံကြပါစေနော်အဲ့တော့1388ခုနှစ်အတွင်းမှာအင်္ဂါနေ့ဘွားအင်္ဂါသားသမီးတို့ရဲ့တနစ်တာရေပုံရကန်စားတာကိုဒီနေ့ဖတ်ကြားပြတော့မှာဖြစ်ပါတယ်။အဲ့တော့1388ခုနှစ်ကအင်္ဂါနေ့ဘွားအင်္ဂါသားသမီးတွေအတွက် ရက်ဝေးကမိတ်ဆွေစီကနေပြီးတော့ဒါအကူအညီအထောက်ပံ့ကောင်းနေရတတ်တဲ့အချိန်ပဲဖြစ်ပါတယ်။နောက်မိမိတို့ရဲ့မိသားစုအတွင်းမှာဖြစ်နေတဲ့အခက်အခဲပြဿနာတွေကိုပြည်လဲစွာဖြေရှင်းနိုင်မယ့်နှစ်တစ်ခုလို့လည်းဆိုရမှာဖြစ်ပါတယ်။မိမိတို့ရဲ့အိုးအိမ်လုပ်ငန်းနေရာဌာနတွေလည်းအပြောင်းလဲကြုံရမယ့်နှစ်တစ်ခုဖြစ်ပါတယ်။အဲနောက်တစ်ခုကတော့ဒါအင်္ဂါနေပွားတွေအတွက်လုပ်ငန်းနဲ့စီးပွားပတ်သက်တဲ့အကမ်းပါ။အဲတော့ဒီနှစ်ကရက်ဝေးညချာနေ जा ကိုအကြောင်းပြုပြီးတော့ဒါအကျိုးစီးပွား ဖြစ်ထွန်းလွယ်တဲ့နှစ်တစ်ခုလို့ဆိုလို့ရပါတယ်။အဲတော့လက်ရှိ နေရာလက်ရှိအတိုင်းပဲလုပ်ငန်းကိုသွားနေမယ်ဆိုရင်ဒါတိုးတက်မှုအနောက်နေကြံ့ကြတာငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေမြုပ်တာမျိုးတွေဒါအင်မတန်ဖြစ်လွယ်တဲ့အချိန်ဖြစ်ပါတယ်ငွေကြေးပိုင်းမှာကုန်ကြစရိတ်မြန်မာချင်းနဲ့အတူငွေအထွက်ကန်အင်မတန်များတတ်တဲ့နှစ်တစ်ခုဖြစ်ပါတယ်ဝန်ထမ်းပိုင်းမှာလောက်ကင်နေတဲ့ဒါအင်္ဂါသာသမီအင်္ဂါနေပွားတွေအတက်တော့မထင်မှတ်တဲ့အပြောင်းလဲတွေဒါဖြစ်ပေါ်မယ်နှစ်တစ်ခုပဲဖြစ်ပါတယ်လုပ်ငန်းပြောင်းလဲလောက်ကင်ရခြင်းနဲ့အတူမိမိ လှုပ်ချင်တာနဲ့မိမိလှုပ်နေရတာတွေလွဲချော်မှုလေးတွေတော့အနှဲငယ်ရှိနေတတ်ပါတယ်။မတင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့အတူခုနကပြောသလိုဖြစ်ချင်တာနဲ့ဖြစ်တင်တာတခြားစီဖြစ်နေပေမဲ့လည်းအဲ့လိုဖြစ်သွားတာကဒါအနာဂတ်ကောင်းမွန်ဖို့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့အနေအထားတစ်ခုကိုလုပ်ငန်းကံမှာဥတည်သွားပါလိမ့်မယ်။အဲနောက်တစ်ခုကတော့မြေတားကြီးဖြစ်ပါတယ်။အခြေမြေတားကြီးနဲ့ပတ်သက်ပြီးတော့ဒါပြိုရွယ်သူတွေဖို့လည်းဒါချစ်သူအစ်စ်ရတာမျိုးကြီးကြုံမယ်။ချစ်သူရှိတဲ့သူတွေအဖို့လည်းမြေတားကြီးအခြေရင်မှာရေးကြီးတဲ့အဆုံးဖြတ်ချက်တွေကို အဲချမှတ်နိုင်မယ့်နှစ်တစ်ခုဖြစ်ပြီးတော့ကြီးမားတဲ့အပြောင်းအလဲတွေကြုံရမယ့်နှစ်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့အိမ်အောင်ရေးပါအိမ်အောင်ဘက်ရဲ့လုပ်ငန်းအိမ်နေရာတိုင်းကအပြောင်းအလဲစတာတွေကြုံရတတ်တယ်လို့ဒါမိမိနဲ့လည်းအိမ်အောင်ဘက်ချားမှာညှိနှိုင်းရခက်တဲ့ကိစ္စရက်တွေဒါကြုံရလွယ်တဲ့နှစ်တစ်ခုဖြစ်တယ်အိမ်အောင်ကြီးကတော့နည်းနည်းအခက်ခဲကြားနေပြီးတော့ကျွန်တော်တို့ကန်စတာကောင်းမွန်အောင်တိဆောက်ယူရမှာပဲဖြစ်ပါတယ်ကျမကြီးပိုင်းမှာတော့အားနေတဲ့အချိန်ဖြစ်ပါတယ်မကြာခဏကျမကြီးချူချာလွယ်တာ ယောဂါဖြစ်ရင်တော်တော်နဲ့မပြောက်တတ်တာမျိုးလေးတွေဒါသတိထားဖို့လိုအပ်ပါတယ်။နောက်စိတ်ထောင်းကိုကြည်ဖြစ်တဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာမှာကိုကစိတ်အထားအတူတက်ဖို့အင်မတန်လိုအပ်ပါတယ်။အာယုံကြောပိုင်းနဲ့အသေးပိုင်းအသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာတွေကိုဒါသတိထားပြရမှာဖြစ်ပါတယ်။ဓာတ်ခိုက်စာအနည်းငယ်ကတော့ဒါအစီအစိမ့်ပေါ့နော်အစီအစိမ့်ကိုကျွန်တော်တို့တနင်္လာနေ့ရှော့စားပြရမှာဖြစ်ပါတယ်။နိုင်ငံရဲ့ခြားကန်ကတော့ဒါပွင့်လန်းနေတဲ့နှစ်လို့ဆိုလို့ရပါတယ်။ရဝေးခရီးအကျိုးပေးတာရဝေးနဲ့ပတ်သက်တဲ့အကျိုးစီးပွားကန်အင်မတန်ဖြစ်ထွန်းတဲ့နှစ်တစ်ခုလို့လည်းဆိုလို့ရပါတယ်။ ဲ့တော့အင်္ဂါနေဘွားအင်္ဂါသားသမီးတွေအတွက်1389ခုနှစ်မှာတနေ့တာလုံးကန်စတာမြင့်မားပြီးတော့ကန်စတာကောင်းမွန်တိုးတက်ဖို့အတွက်လှုပ်ဆောင်အပ်တဲ့ရရားနေနည်းကတော့အင်္ဂါနေ့မနက်9:00နာရီ10:00နာရီကိုအတွင်းမှာမိမိအိမ်ဖျားចောင်းဆောင်မှာဖြစ်စေဖျားစီတီတဆူဆူရဲ့အင်္ဂါတောက်မှာဖြစ်စေအဲနှင်းစီပန်းပေါ့နော်နှင်းစီပန်းကျွန်တော်တို့ဆယ်ပွင့်ဖျောင်းနိုင်အမွေတိုင်းဆယ်တိုင်းစီထူတန်းပြီးတော့ဒါဆူတောင်းပေးရမှာပဲဖြစ်ပါတယ်ဒါကတော့အင်္ဂါနေဘွားတွေအတွက်1389ခုနှစ်တနစ်တာရေပုံရကန်စတာနဲ့ ခြေရာပဲဖြစ်ပါတယ်အလုံးသောအင်္ဂါနေဘွားအင်္ဂါသားသမီးများနှစ်သစ်မှာပျော်ရွှင်ကံကောင်းချမ်းမြေ့ပြီးတော့လိုရာဆန္ဒပြီးပြေဝကြပါစေလို့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်